အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့လွင်မဲဖြစ်ပါတယ်အခု video မှာတော့ Minecraft Bedrock Edition ကနေ Java Edition ပြောင်းပြီးနှစ်နည်းကိုပြုတ်ပြတ်ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဆက်လိုက်ကြရအောင်နေုံနေနေမစခင်မှာကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ကုန်မမေ့ပါနဲ့အပန်းမကြည့်ဘူးဆိုရင်လည်း video လေးကို VPN လေးနဲ့ကြည့်ပေးစီချင်ပါတယ်ဆိုတော့စမယ် Java Edition ပြောင်းဖို့တော့ပထမဆုံးနည်းလမ်းကတော့ Project Launcher ဆိုတဲ့ application နဲ့ပြောင်းရမှာပါ ဲ့ဒီ application က Play Store မှာမရတဲ့အတွက် Chrome နဲ့ဝင်ရပါမယ်။ Windows ဝင်လိုက်မယ်။ဝင်ပြီးရင် Chrome ရဲ့ search bar မှာ Project Launcher ဆိုပြီးတော့ရိုက်ရှာလိုက်ပါ။အဲ့လိုရိုက်ရှာလိုက်တော့ねဒီလိုပေါ်လာပါလိမ့်မယ်။အဲ့လိုပေါ်လာရင်ဒီပေါ်လာတဲ့ပထမဆုံး app logo နဲ့ link လေးကိုတွေ့ရင်တုံဆိုင်မနေဘဲနဲ့ဝင်လိုက်ပါ။ရိုးရိုးဝင်လို့မရရင်တော့ VPN လေးဖွင့်ပြီးတော့ဝင်ပေးပါ။အိုးဆိုတော့လင်းထဲကိုရောက်ပြီဆိုရင်အောက်ကိုနည်းနည်းလေးဆွဲလိုက်ပါမယ်။အောက်ကိုနည်းနည်းလေးနည်းနည်းလေးနည်းနည်းလေးများများနည်းနည်းအောင်များတယ်။ဒီနည်းနည်းလေးဆွဲသွားလိုက်ရင် ီလိုမျိုး download ပုံချက်လမ်းချဆိုပြီးတော့တွေ့နေမယ်အဲ့ဒါတွေ့ရင်နှိပ်လိုက်နှိပ်ပြီးတော့ download ပေါ်လာရင် download လုပ်လိုက်အောင်မယ်အဲ့ဒါဆိုရင် application ကို down သွားလိုက်မယ်ဆိုတော့ download ပြီးလို့ဒီလိုလေးပေါ်လာတဲ့အဲ့ဒီပုံချက်လမ်းချောင်းနှိပ်လိုက်နှိပ်ပြီး install တင်လိုက်ပါ install တင်တာလည်းခဏတော့ဆောင်နည်းနည်းလေးရမ်းရတော့မကြပါဘူး okay ဒီလိုလေးရပြီဆိုတာနဲ့ open ကိုနှိပ်ပြီးတော့တစ်ခါဝင်လို့ရတယ်မဝင်ချင်လည်းဒီလိုထွက်ပြီးတော့ဝင်လို့ရတယ် okay အဲ့ဒါဆိုရင် application ကိုဝင်လာပြီဒီလို permission ခွင့်ပြုချက်တောင်းရင်အလိုကိုနှိပ်ပြီးတော့ခွင့်ပြုလိုက် အဲ့ဒါဆိုရင်ပူချက်လမ်းရှာ application နဲ့ဝင်သွားပြီဒီကိုရောက်ပြီဆိုတာနဲ့အရင်ဆုံးကိုကြိုက်တဲ့ဘာရှင်ကိုရွေးလို့ရတယ်ဆိုတော့ခဲရန်လေးကိုနှိပ်ပြီးတော့ကိုကြိုက်တဲ့ဘာရှင်ကိုရွေးလိုက်ဒီမှာအခုလက်တော်ဘာရှင်နေလက်တော်ထွက်ထားတဲ့ဘာရှင်နေလည်းရွေးလို့ရတယ်ပြီးရင်အရင်တော့အိုးဘာရှင်နေကိုလည်းရွေးလို့ရတယ်ဆိုတော့ကျွန်တော်ကတော့နောက်ဆုံးလက်တော်ထွက်ထားတဲ့ဘာရှင်ကိုပဲရွေးလိုက်မယ်ရွေးပြီးရင် save ဆိုတော့နှိပ်လိုက် okay ဆိုတော့ဒီလိုရလာပြီဆိုရင်အပေါ်ကအကြောင်းသုံးချောင်းလေးကိုနှိပ်ပြီးတော့ setting တွေကိုချိန်လို့ရတယ် graphic setting နဲ့ control setting တွေကိုချိန်လို့ရတယ် ဆိုတော့ဒီ Java trick ဆိုတဲ့ဟာကဒီကို memory allocation တွေကိုရွေးလို့ရတယ်ဆိုတော့ဒီမှာ1144ဘယ်လောက်ထိချလို့ရလဲဆိုတော့1400 2900ထိချလို့ရတယ်ကျွန်တော်တော့1400လောက်ထိပဲထားလိုက်မယ် okay အဲ့ဒါဆိုရင်ဒီဘက် band နဲ့ပြန်ထွက်လို့ရပြီပြီးရင် control setting တွေကိုဝင်လို့ရတယ် control setting တွေမှာ cloud တွေ Java edition မှာဆော့လို့ရတဲ့ဆော့ရမယ့် cloud တွေအဲ့ဒီ cloud တွေကို change လို့ရတယ်အသေးကြီးဘယ်လောက်ကြီးကျင်လဲဘယ်လောက်သေးကျင်လဲဆိုပြီး change လို့ရတယ်ဟိုကျန်တဲ့နေရာတွေလည်းဒီမှာ change လို့ရတယ် ိုချင်းရင်လောက်ချင်းပေါ့ကိုကြိုက်သလိုချင်းလို့ရတယ်။ပြီးရင်ဒီမှာ video performance နေလည်းချင်းလို့ရတယ်။ရှုပ်တယ်လုံးမနေနဲ့။ version မဲ့ကိုကပြောင်းပြီးတော့တခြားအရာတူပေးသလိုပဲဆော့လိုက်။ Okay ဆိုတော့အကုန်လုံးစက်တင်ဘာညာချင်းပြီးပြီဆိုရင်ဆော့ဖို့အတွက်ဒီ play ကိုနှိပ်လိုက်မယ်။ play ဆိုရင်ဒီမှာ Microsoft account နဲ့ local account ရှိတယ်။ Microsoft account ရှိရင်တော့အပေါ်အအောင်နှိပ်လိုက်။မရှိဘူးဆိုရင် local account ကိုနှိပ်လိုက်။အဲ့ဆိုရင် username ထည့်ရမယ်ဟာပေါ်လာလိမ့်မယ်ဆိုတော့ကိုကြိုက်တဲ့နာမည်ကိုထည့်ချင်တယ်လို့ကထည့်ချလိုက်ဆိုတော့အဲ့လိုထည့်ပြီးဆိုတော့ ਨੇ login ကိုနှိပ်ပြီးတော့ဝင်လိုက် အဲ့ဒါဆိုရင်မရသေးဘူး application ကိုဒေါင်းလုပ်လို့ရတယ်ဆိုတော့ play ကိုနှိပ်ပြီးတော့တဖန်ပြန်ဒေါင်းလိုက်ဒေါင်းလုပ်ပြီးဆိုရင်ဆော့လို့ရပြီ okay ဆိုတော့ဒုတိယနေ့ကိုသွားကြမယ်ဒုတိယနေ့ကတော့မူထည့်ရမှာအဲ့ဒီအတွက်အဒွန်ဆိုတဲ့ application လို့ရတယ် play store မှာပဲအလွယ်တကူဒေါင်းလုပ်ရတယ် play store မှာ addons အဒွန်ဆိုပြီးတော့ရိုက်ချလိုက်အဲ့ဒါဆိုရင် addon for minecraft ဆိုပြီးတော့ပေါ်လာလိမ့်မယ်အဲ့ဆိုရင်အဲ့ဒီ application ကို download လိုက်ကျွန်တော်တော့ download ကြဆိုတော့ open နေအောင်ပဲ။ဝင်ဆိုတော့ဝင်လိုက်မယ်။ အဲ့ဒီလိုဝင်လာရင် Adobe application တွေကိုဒီလိုလေးရောက်သွားလိမ့်မယ်ဒီလိုလေးဝိုင်းလေနဲ့ခဏလောက်တော့စောင့်ပေးလိုက်ဆိုတော့ဒီလိုလေးပေါ်လာပြီပေါ်လာရင် search bar မှာကိုလိုချင်တဲ့ Java ဆိုပြီးတော့လေးလုံးနဲ့ရိုက်ရှာလိုက် JVM ဆိုပြီးတော့လေးလုံးနဲ့ရိုက်ရှာလိုက်အဲ့ဒါဆိုရင်ထိတ်ဆုံးကပေါ်လာလိမ့်မယ်ထိတ်ဆုံးကပေါ်လာတဲ့ဒီ Adobe လေးကိုဒေါင်းလိုက်ကျွန်တော်ကတော့ down ပြီးသားဆိုတော့ install ဆိုပြီးပေါ်နေလိမ့်မယ်မ down ရတဲ့ install နေရာမှာ down လို့ဆိုတော့ပေါ်နေမယ်ဆိုတော့ down ပြီးတော့ဒီလို install ပုံအောင်လုပ်လိုက်ပြီးရင်ဝင်လိုက် okay ကိုနှိပ် နှိပ်ပြီး continue ကိုတစ်ဖန်ပြန်ထပ်နှိပ်လိုက်အဲ့ဒါဆိုရင် Minecraft application နဲ့ဝင်သွားလိမ့်မယ်ဆိုတော့အဲ့လိုဝင်သွားရင်ခဏလောက်တော့စောင်းလိုက်90 100ရပြီဆိုတော့ဒီလိုလေးပေါ်လာလိမ့်မယ်အဲ့ဒါဆိုရင် wall အစ်ဖန်ပြီးဖို့အတွက် create new ကိုနှိပ်လိုက် create new wall ကိုတစ်ဖန်ပြန်နှိပ် okay အဲ့ဒါဆိုရင်ဒီလိုလေးပေါ်လာလိမ့်မယ်ဒီလိုလေးပေါ်လာရင် spider တို့ creative တို့လုပ်လို့ရတယ်ကျွန်တော် creative နှိပ်လိုက်မယ်ပြန်ဒီဘက်က behavior pad ဆိုတာလေးကိုတွေးလိုက်မယ်အဲ့ဒါဆိုရင်နှိပ်လိုက်အဲ့လိုနှိပ်ပြီးပြီဆိုရင်ဒီဘက်မှာ ဟိုဒေါင်းထားတဲ့မူတွေကိုတွေ့လိုက်မယ်ဆိုတော့ကျွန်တော်ကအများကြီးဒေါင်းထားဆိုတော့ Audi Switch ချလိုက်မယ်ပြီးတော့ဒေါင်းထားတဲ့ Java ဆိုတာလေးကိုတွေ့ရင်ဒီဘက်က plat လေးကိုနှိပ်လိုက်အပေါင်းလေးကိုပေါ့နော်ပြီးရင် resource pack ဆိုတာလေးကိုတွေ့လိုက်မယ်အဲ့ဒါလေးကိုလည်းနှိပ်လိုက်နှိပ်ပြီးရင်ခုနလိုပဲကိုဒေါင်းထားတဲ့မူတွေအတွန်လေးကိုတွေ့လိုက်မယ်ဆိုတော့ Audi Switch ချပြီးတော့ခုန Java ဆိုတာလေးကိုတွေ့ရင် Vera Activate ဆိုတဲ့အပေါင်းလေးကိုနှိပ်လိုက်အဲ့ဒါဆိုရင်ရပြီဟုတ်က experiment ဆိုတဲ့ setting တွေကိုလည်း change လို့ရတယ်ကျွန်တော်တော့တယောက်တည်းပဲဆော့မှာဆိုတော့ဒါတွေကိုမ change တော့ဘူးဆိုတော့ wall ဖန်တီးဖို့အတွက် create ဆိုတာလေးကိုနှိပ်လိုက် နှိပ်ပြီး creative new world ဆိုပြီးပေါ်လာလိမ့်မယ်ဆိုတော့ခဏလောက်စောင့်ပေးလိုက်နည်းနည်းတော့ကြာတယ်ဒါကြီးတော့မကြပါဘူးစောင့်ရင်စောင့်လိုက်မစောင့်ရင် မစောင့်နဲ့ဒါပဲဆိုတော့ဒီလိုလေးအစိမ်းရောင်မြင်းလေးကဒီလိုလေးသွားနေလိမ့်မယ်သွားပြီဆိုရင်ဒီလိုလေးပေါ်လာလိမ့်မယ်ဒါကတော့ java edition style ပေါ့အဲ့လိုလေး၄တောင်လေးပေါ်လာပြီးရင်30 100တိစောင့်ပေးလိုက်တာလေဒါကကြတော့နှစ်ထပ်ခွန်းစောင့်ရတာ okay ဆိုတော့80 yes 90 okay ရပြီဆိုတော့ java wire ကိုရောက်သွားပြီ ဆိုတော့ဒါ Java style နဲ့ဆော့လို့ရပြီ။ဆော့ရပြီဆိုတော့ဟိုကြည့်ဒီကြည့်ဟိုလျှောက်သွားဒီလျှောက်သွားဟိုဆောက်ဒီဆောက်ဟိုရှာဒီရှာလောက်ပြီးတော့ဆော့လို့ရပြီ။ပြီးတော့ထွက်ချင်း delete လုပ်လိုက်အဲဒါဆိုအစီမြင့်မြင့်လေးထွက်လို့ရပြီ။ဆိုတော့ဒါပဲ။အဆုံးဒီ UI ကြရတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျ။နောက်ဗီဒီယိုတွေမှာပြန်တွေ့ရမယ်။ကျွန်တော်ကတော့လွှင့်ပါ။